လေးထဲမှာအကျန်းစားတိုက်လျင်ဒီထိုက်တဲ့ရင်ဆိုင်ကြုံတွေ့လာရရင်ရင်သက်ရှုမောဖွဲ့ကောင်းလွန်လှပါတယ်ဒီနေ့မှာတော့ American Lee တက်မတော်ရဲ့ F22 Raptor နဲ့တရုတ်ရဲ့ J20 Meteor ကွန်တို့ရဲ့စွမ်းရည်တွေကိုနှိုင်းရှင်ပေးသွားမှာပါ American ထုတ် F22 Raptor နဲ့တရုတ်နိုင်ငံကထုတ်လုပ်ထားတဲ့ J20 Meteor ကွန်တက်လီနှစ်စင်းတို့သာထိုက်တဲ့ရင်ဆိုင်ကြုံတွေ့လာရရင်ဘယ်သူနိုင်မလဲဆိုတာကလည်း ယနေ့အရှင်ဒီလူမေးအများဆုံးမေးခွန်းတစ်ခုအဖြစ်အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Aptitude Radar ရဲ့ထူးခြားချက်တွေနဲ့ G20 မေတာကွန်တို့ရဲ့စွမ်းရည်တွေနီးပညာအတချက်တွေကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာပါ။ American Tone F22 Radar ဟာကိုပြောင်းနီးပညာကိုအကျွမ်းတဝင်အသုံးပြုထားတာကြောင့်အကျိုးကျေးဇူးရလဒ်အဖြစ်ရေဒါမှာသူ့ကိုမမြင်နိုင်လောက်အောင်ကျွမ်းကျင်စွာစီမံထားနိုင်ပါတယ်။ တစ်ဖက်မှာလည်းတရုတ်နိုင်ငံထု G20 မစ်တာဂွန်ကလည်းမြန်သူတိုင်းကိုအားအားတင်းစင်နိုင်လောက်တဲ့တက်လင်တစ်မျိုးဖြစ်ပြီးစွတ်နီးပညာကိုအခြေခံပြီးတိစောက်ထားတာကြောင့်ရေဒါနဲ့အနီးအောက်ရောင်ခြည်စနစ်တွေကနေအလွယ်တကူမတွေ့နိုင်လောက်အောင်ဖန်တီးထားတဲ့နီးပညာတစ်ခုပါဒီနည်းပညာတွေကြောင့် G20 ကို ရန်သူလေရင်တွေကဒီထဲမှာအချိန်မီမတွေ့နိုင်တာဖြစ်ပြီးဒီလိုအဆန့်ထက်တဲ့ဆောင်းရည်တွေကိုပေါက်ဆက်ထားပြီး 5 generation ထုတ်တိုက်လင်အဖြစ်တိဆောက်ထားပါတယ် F22 Raptor ရဲ့ Threat Veteran ဆိုတာလင်းရဲ့ engine နောက်ပိုင်းမှာရှိတဲ့ nose တွေကိုအထူးပြင်ဆင်ထားပြီးလေပူထွက်မှုကိုအထူးထိန်းချုပ်နိုင်တဲ့နည်းပညာတစ်ခုပါဒီနည်းပညာကြောင့် F22 Raptor ဟာအမြန်နှုံးနဲ့ထိရောက်ဆုံးတိုက်လင်ရဲ့မျိုးစတစ်ခုဖြစ်ပြီးလင်းရင်ကိုလေထဲမှာလွယ်ကူစွာလှည့်ပတ်နိုင်စွာရှိတဲ့ အခန့်အတန့်မျိုးဖြစ်တာကြောင့်လေထဲမှာအလွန်ကောင်းမွန်စွာမောင်းနှင်မှုအတွေ့အကြုံကိုပေးစွမ်းထားပါတယ် F22 Raptor ရဲ့အမြန်နှုန်းဟာတနာယီကို Mach 2.25နှုန်းနဲ့လေထဲမှာပုံမှုမြန်ဆွမ်းစွာပြန်တန်းနိုင်ပြီးဒီပြန်တန်းမှုနှုန်းဟာတရုတ်ရဲ့ G20 မီတာကိုပြန်တန်းမှုထက်မြန်ပါတယ်။ G20 ရဲ့လွယ်ကူစွာလှည့်ပတ်နိုင်စွမ်းကိုဒီကြောင်းသမိုင်းမှာအရေးပါတဲ့အချက်လက်အဖြစ် တွေ့ရပြီးလေထဲမှာ2.0အမြန်နှုန်းနဲ့အရေးသိမြင့်တဲ့ radar system ဟာ APAR နည်းပညာကိုအသုံးပြုထားတာကြောင့်ကိုပြောက်တိုက်လေရင်ဖြစ်ကောင်းမွန်ပြည့်စုံတဲ့ဆွမ်းရည်များကိုပေးစမ်းထားပါတယ်။ F22 radar တိုက်လေရင်လေကြောင်းဆိုးမိုးရေးမရှင်များအတွက်အထူးအသက်ချက်တွေရှိပြီးအ धिक အားဖြင့်လေကြောင်းထိမ့်သိမ်းမှု အရှိစေဖို့အတွက်ဖြစ်ပါတယ်။ဒီလိုမရှင်တွေမှာရန်သူလေယာဉ်တွေကို ရှာဖွေတတ်မှတ်ပြီးဖြည့်ဆည်းနိုင်စွမ်းရှိတဲ့ကိုပြောင်နီးပညာအတန်တက်မြန်တဲ့စွမ်းရည်တွေနောက်ဆုံးပေါ်အာယုန်ခံစနစ်ပေါင်းဆက်မှုနဲ့တိုက်ခတ်မှုနယ်ပယ်တွေမှာလက်ဆွမ်းပြနိုင်စွမ်းတို့ပဲဖြစ်ပါတယ်။ဂျီတန်နီတိုက်လင်ရင်ကတော့ဝင်ဟင်မှမြေပြင်ကင်းထောက်အခန်းကဏ္ဍအတွက်ပါဝင်ပတ်သက်နိုင်ပေမဲ့အစစ်မြင့်စော်ဝဲနီးပညာကိုအသုံးပြုထားတာပါ။လေထဲမှာ F22 Raptor ရဲ့တိကျစွာပြစ်ခတ်နိုင်တဲ့စွမ်းရည်တွေကတာပင်မဲ့ ဂျေ20မီတာကွန်တက်လင်ကလည်းလေကြောင်းဆိုင်ရာနီးပညာအသုံးချမှုနေပလိုနေရာမျိုးတွေအပြင်ဘလူခက်ခဲတွေကိုဖြည့်ရှင်းနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ဒီတော့မိတ်ဆွေတို့ကတော့ဘဲတက်လင်ကပို့ပြီးစွမ်းဆောင်ရင်မြင်တယ်လဲဆိုတာမိတ်ဆွေတို့ရဲ့အမြင်လေးကို comment မှာရေးသွားပေးနိုင်ပါတယ်။